စတင်ပြီးတော့ပြောရအောင်ခန္တီဆိုတာဘာလဲအကျဉ်းအပြင်းတော့တီးခန့်ခြင်းလို့နားလည်ထားကြပြီလားပါအဲ့လိုတီးခန့်နိုင်တယ်ဆိုလို့ရှိရင်ဒါမင်္ဂလာရှိတယ်လောကီရောလောကုတ္တရာရောကြည်ပွားကြောင်းချမ်းသာကြောင်းကုသိုလ်ကောင်းမှုကြီးဖြစ်တယ်မြင့်မြတ်မှုကြီးဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကတီးခန့်ခြင်းမင်္ဂလာဒီနေရာမှာဥရှင်တို့ခန္တီကိုအဓိဝါဒနာလို့အဓိဝါဒနာဆိုတာက ဘာတွေပဲဖြစ်လာဖြစ်လာနော်မိမိအပေါ်မှာမကောင်းတာတွေပြောလာတယ်မကောင်းတာတွေပြုတ်လာတယ်ဆိုလို့ရှိရင်ကိုယ့်အပေါ်မှာပဲတီးစေတာသူကပြောလာလို့ကိုကပြန်ပြီးတော့ပြန်လှန်ပြောမယ်သူကပြုတ်လာလို့ကိုကပြန်လှန်ပြီးတော့ပြုတ်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုယ့်အပေါ်မှာတီးစေရမရောက်ဘူးပေါ့ဟုတ်လားဒါကြောင့်ကိုယ့်အပေါ်မှာဆိုတာတွေစေတာတွေဆူတာတွေစိတ်တိုင်းမကြတဲ့အရာတွေကာယကံမှုဝစီကံမှုတွေ ਨੇ လွန်ကျူးလာပြီဆိုလို့ရှိရင်အဲ့ဒါကိုကိုယ်က တိခံဖို့ကြိုးစားအားထုတ်တာပြန်လှန်ပြီးတော့မတုံ့ပြန်ဖို့ကြိုးစားအားထုတ်တာဟုတ်လားအလွန်မှဟိုကြင့်နိုင်ခဲ့တဲ့အကျင့်ကြီးတစ်ခုပါသူများကကိုယ်ကိုစောစောကားကားပြောလာတာပြုလာတာကိုဒါကိုဘာမှမပြန်မပြောဘဲနဲ့မပြုဘဲနဲ့ကင်ပြောပါစေပြုပါစေလို့ခေါင်းငုံပြီးတော့တိခံနိုင်ဖို့ဆိုတာပေးတဲ့ပေါင်းသူတော်ကောင်းတို့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါပေမဲ့လို့အဲ့ဒီမလွယ်တဲ့အကျင့်ကိုပဲ ကြိုးစားပြီးတော့အထောက်ကြရမယ်ကျင့်သုံးကြရမယ်ဆိုပြီးတော့မြတ်စွာဘုရားကခန္တီဆိုတဲ့မင်္ဂလာဟောကြားတော်မူတာနော်ဒါကြောင့်ပိဿပောင်းတော်ကောင်းတို့ဒီနေရာမှာသိခန့်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်မင်္ဂလာဖြစ်ရသလဲစဉ်းစားကြရတယ်ရှိတယ်သိခန့်ခြင်းဟာမိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကိုအများကြီးရှိသေးတယ်နော်သိခန့်လိုက်ခြင်းအပြင်အကျေအကျေမငိမ့်ပွေတွေဘာမှဖြစ်စရာအကြောင်းမရှိဘူး ောက်သီးခံလိုက်ခြင်းအပြင်ကိုယ့်အတွက်လည်းပဲငင်းအေးရာငင်းအေးချောင်းကျင့်300ရောက်တယ်သူ့အတွက်လည်းပဲငင်းအေးရာငင်းအေးချောင်းကျင့်300ရာရောက်တယ်ဒါကြောင့်အလွန်တရာမှမြင့်မြတ်တဲ့စင်ကြယ်တဲ့အခြင်းဖြစ်တယ်ဆိုပြီးတော့ခန္တီပရမန်တဘောတိတိတ်ခာဆိုပြီးတော့မြတ်စွာဘုရားကသီးခံခြင်းသည်အကျင့်တကအကျင့်တည်းမှာအမျက်ဆုံးအကျင့်ဆိုပြီးတော့ဟောတာဟုတ်ရဲ့လားဒါကြောင့်ပြည့်တော်ပေါင်းသူတော်ပေါင်းတို့ နောက်မကောင်းတာတွေဖြစ်လာပြီဆိုလို့ရှိရင်စိတ်ထဲမှာဒေါသအမျက်မထွက်စေဘဲနဲ့တိခဏနိုင်တဲ့အလေးကျင့်ကိုကြိုးစားပြီးတော့အားထုတ်ကြရမယ်ပေါ့ဒီနေရာမှာဦးရှင်တို့အင်္ဂုတ္တပါဠိတော်မှာတိခဏဉ္ဇင်းတည်အကျိုးကျေးဇူး၅ပါးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ်တိမခဏဉ္ဇင်းကတော့ဆန့်ကျင်ဘက်အပြည့်၅ပါးရှိတယ်ပေါ့ဒီအကျိုးပြည့်လေးတွေကိုဦးရှင်တို့နားလည်ထားဖို့တော့လိုမယ်ဗျဘာကြောင့်လဲဆိုတော့တိမခဏလို့ရှိရင် တိမခံလို့ရှိရင်အပြစ်တွေရှိတယ်။တိခံမယ်ဆိုရင်တော့အများကြီးကောင်းကျိုးချမ်းသာကိုရနိုင်တယ်လို့သိထားရင်သိထားသလောက်တိခံခြင်းနဲ့စိတ်တွေကတော့ပို့ပြီးတော့များလာမှာပဲ။ဒါကြောင့်တိခံခြင်းရဲ့အကျိုးကျေးဇူးကိုနားလည်ဖို့လိုသလိုတိမခံရင်ဖြစ်ပေါ်လာနိုင်တဲ့အပြစ်တွေကိုလည်းပဲနားလည်ထားဖို့လိုတယ်။အဲ့တော့မြတ်စွာဘုရားကတိမခံမှုဆိုလို့ရှိရင်လည်းဘာဖြစ်လာနိုင်လို့ဆိုတော့ဘဟုနောဇနတအပိယဟောတိအမနာဘောတဲ့ များစွာသောလူတွေရဲ့မချစ်မနှစ်သက်ခြင်းအမုန်းတရားတွေကိုကိုရရှိလိုက်မယ်။ဟုတ်လားကိုကတိမခံနိုင်မှုထိကနေရှိရင်ပြန်ပြန်ပြီးတော့တုံ့ပြန်တုံ့ပြန်နေတယ်။ဘာလေးမှတိမခံနိုင်မှုဆိုလို့ရှိရင်တော့အဲ့ဒါလူတွေရဲ့မုံလီရင်ကိုကိုခံရလိုက်မယ်။တကယ်လို့တိခံနိုင်မယ်ဆိုရင်တော့ဆန့်ကျင်ဘက်အနေနဲ့လူတွေရဲ့ချစ်ခင်မှုမြတ်နိုးမှုကိုကိုရမယ်ပေါ့။ဒါလည်းပဲဦးဇင်းတို့ပေးသပေါင်းတော်ကောင်းတို့ဟိုတိမခံခြင်းရဲ့အပြစ်တစ်ပါးကိုပြောတိုင်းပြောတိုင်း တိခိုင်ခြင်းရဲ့အကျိုးကျေးဇူးကိုလည်းဆန့်ကျင်ဘက်အနေနဲ့နားလည်ရမယ်ပေါ့ဟုတ်ရလားအေးတိမခံလို့ရှိရင်ဘ ਹੁ နောဇနတအပိယဟောတိအမနာဘောလူတွေရဲ့ချစ်ခင်နဲ့တမှုမျက်နှာမှုကိုမရနိုင်ဘူးတဲ့ဒါလည်းမကဘူးတဲ့ဝေရဘ ਹੁ လောစဟောတိဝိဇ္ဇဘ ਹੁ လောစဝေရဘ ਹੁ လောရံများတယ်တိမခံလို့ရှိရင်ဟုတ်လားတိခံမှုစွမ်းအားနည်းတဲ့ပုဂ္ဂိုလ်ဟာရံများတယ် ရံများလို့ရှိရင်ဒါဖြည့်ဆင်းရတာတွေနဲ့ဒုက္ခတွေလည်းပဲများသွားတာပါပဲဒါကြောင့်တိခတ်မယ်ဆိုရင်တော့ရံမများဘူးပေါ့တိခတ်လိုက်ခြင်းအဖြစ်အခြေအခြေမငြိမ့်မွေတွေဖြစ်เสียရမရှိဘူးပေါ့နောက်ပြဿနာအားလုံးကိုအခြေအမြစ်ကစပြီးတော့ဖြည့်ဆင်းရလဲရောက်တယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားဒါကြောင့်တိမခံလို့ရှိရင်နံပါတ်၄ရံများတယ်ပြီးတော့ဦးဇင်းတို့ဝိဇ္ဇဘဟုလို့တိမခံလို့ရှိရင်အပြစ်လဲများတယ် ဟုတ်လားကိုကပြီးမခံနိုင်တော့ဒေါသအလေးရောမပြောတင်တာတွေကိုပြောမိသွားတယ်မလုပ်တင်တာတွေကိုလုပ်မိသွားတယ်အဲ့ဒီမှာဥရှင်တို့ပြစ္ဆုတ်ပံမှာလည်းပဲတော့အပြစ်တင်များလာလို့ရှိရင်ဒုက္ခတွေများလာနိုင်တယ်ဆိုကြမှာဆိုရာဇဝမှုတွေလွန်ကျူးမိတဲ့အထိအပြစ်တွေကြီးမယ်ဆိုရင်တော့အချုပ်အနှောင်တွေလည်းခံရနိုင်တယ်တန်ရိုက်တာတွေဘာတွေလည်းခံရနိုင်တယ်ဟုတ်လားအပြစ်များရင်ဒါဒုက္ခများလာတာပဲဒီအပြစ်တွေများလို့ရှိရင်တချို့အပြစ်တွေကြီးလွန်းတဲ့အခါကျတော့ဟောတန်တရားမှတောင်မှ ပေးဆက်ရတဲ့အနေအထားမျိုးတွေလည်းရှိနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကသီးမခံလို့ရှိရင်အပြစ်လည်းများတယ်ယံများတာနဲ့အပြစ်များတာနဲ့မတူဘူးနော်ယံများတာကတော့ဒီပစ္စုပန်မှာဆင်းရဲဒုက္ခကြီးတယ်ဖြစ်ရှင်းရတာတွေစိတ်ရှုပ်တွေးရတာတွေပူလောင်ရတာတွေများတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အပြစ်များတယ်ဆိုတာကြတော့ပစ္စုပန်ဆင်းရဲတယ်မကဘူးတန်တရာဆင်းရဲကိုပါကြောက်เสียအနေထားရောက်သွားတယ် ဒါကြောင့်သေးမခံလို့ရှိရင်အပြစ်လည်းပဲများတယ်တဲ့ဒါတွေမကဘူးတဲ့တံပုံလောကလံကရောတိနော်သေးမခံလို့ရှိရင်တေခါနီးမှာတွေ့တွေ့ဝေဝေစင်းစင်းရပူပူလောင်လောင်တရားတဲ့တဲ့ကိုကဘဝတစ်လျှောက်မှာသေးမခံမှုတွေနဲ့ပဲနေလာတယ်နော်အဲ့လိုဆိုလို့ရှိရင်ကိုယ့်ရဲ့အပြစ်တွေကိုယ့်ရဲ့အပြုအမူတွေဟာမတန့်ရှင်းတဲ့အတွက်ကြောင့်စိတ်မချမ်းသာတဲ့နေရာတွေများတဲ့အတွက်ကြောင့်တေခါနီးမှာလည်းပဲ ဒီကိစ္စတွေကအကြောင်းအကျိုးဆက်ပြီးတော့နော်ပူပူလောင်လောင်စင်စင်ရဲရဲနောင်တတရားတွေနဲ့နော်တေလန်းမဖြောင်းမှုဆိုတဲ့အသေးပင်ပေါ့ဟုတ်ရဲ့လားဒါကြောင့်တိမခံလို့ရှိရင်နံပါတ်၄အပြစ်ကဒီကနေ့မှစင်စင်ရဲတရားတဲ့တယ်ဒါတွေမကဘူးတဲ့စင်စင်ရဲတေသွားပြီဆိုရင်တော့စင်စင်ရဲတေတဲ့ပုဂ္ဂိုလ်တို့ရဲ့လာရဖြစ်တဲ့နော်အပါယံဒုက္ကတိဝိနိပါဒဏိရိယဥပပစ္စတိလို့မြတ်စွာဘုရားဟောတယ်အလွန်တရာမှစင်ရဲတဲ့ နော်အပေလေးပါးကိုရောက်သွားနိုင်နေတဲ့ဒါကြောင့်ပြည့်တဲ့ပေါင်းသူတော်ကောင်းတို့ဒီမခံလို့ရှိရင်ဒီအပြင်၅မျိုးရှိတယ်။နံပါတ်၁လူမုံများမယ်။နံပါတ်၂ရံများမယ်။နံပါတ်၃အပြင်များမယ်။နံပါတ်၄သေကနီးမှယုံညံ့စွာသေရလိမ့်မယ်။ပြီးရင်ယုံညံ့တဲ့ဘဝတွေကိုရောက်သွားနိုင်တယ်။ဒီအတိခံခြင်းအပြင်အပြန်အကျိုးကျေးဇူး၅ပါးမရနိုင်ဘူးလား။ ပေးနံပါတ်၁လူချင်းလူခင်များပေးနံပါတ်၂ရံမများဘူးနံပါတ်၃အပြစ်လည်းမများဘူးနံပါတ်၄တေကနင်းမှကြည်ကြည်လင်လင်ချမ်းချမ်းသာသာတေးရလိမ့်မယ်နံပါတ်၅ကြည်ကြည်လင်လင်ချမ်းချမ်းသာသာတေးရတဲ့ပုံကိုယ်ဒီလာရရောက်ရပေါင်းမြတ်တဲ့ဘဝတွေကိုရနိုင်ပြီဒါကြောင့်တတ်နိုင်မယ်များဘဝမှာတွေ့ကြုံလာတဲ့အဆင်မပြေမှုမျိုးမျိုးစုံကိုဒီခံခြင်းအားဖြင့်တော့ကြော်လွှမ်းနိုင်ဖို့မလိုဘူးလားလောကကြီးမှာ တော့ဒီခံနိုင်မယ်ဆိုလို့ရှိရင်စိတ်ချမ်းသာတာပါပဲတကယ်တကယ်ကတော့ဟုတ်လားဘာဖြစ်လို့လဲဆိုတော့အစင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့ဘဝမှာမတွေ့ဘဲနေမှာမဟုတ်ဟုတ်လားဘယ်ပုဂ္ဂိုလ်မျိုးမဆိုအစင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့နေ့စဉ်နဲ့အမြအနေနဲ့အများဆိုလို့မတွေ့ရပါဘူးလားတွေ့ရမယ်အဲ့ဒါကိုကိုကတိခံမယ်ဆိုတဲ့အမြင်နဲ့ရင်ဆိုင်မယ်ဆိုလို့ရှိရင်အဖြေကတစ်မျိုးဖြစ်မယ်ဟုတ်လား အာဒါကငါတိမခံနိုင်ဘူးအရာရာကိုတိမခံမှုနဲ့ပဲဖြည့်ရှင်းမယ်ဆိုရင်အဖြေကတမျိုးထွက်သွားပဲဟုတ်လားတွေးတာကြုံတာချင်းကတော့တယောက်နဲ့တယောက်တိတ်ပြီးတော့မကွာကြပါဘူးဒါပေမဲ့ရင်ဆိုင်ဖြည့်ရှင်းတာချင်းကြတော့တယောက်နဲ့တယောက်မတူဘူးဟုတ်ရဲ့လားဒါကြောင့်ပြည့်တတ်ပေါင်းတော်တို့တိခံမှုဖြင့်အစင်မပြေမှုတွေကိုပြေလည်အောင်ဖြည့်ရှင်းနိုင်ဖို့လိုတယ်ဒါဆိုရင်ဘုရားမှာမင်္ဂလာရှိတယ်လို့ဓမ္မရွှေဘုရားဟောပါတယ်အဲ့တော့ဦးကြီးတို့ဒီနေရာမှာ ဒီမင်္ဂလာတရားကိုဟောတဲ့နေရာမှာဟိုတပြေကံဆရာတော်ဘုရားကြီးရေးတဲ့ပေကြီးနေတရာသစ်ဆိုတဲ့ကျမ်းစာအုပ်ကြီးရှိတယ်။အဲ့ဒီထဲမှာမင်္ဂလာတုတ်ကိုဆရာဘုရားကြီးကအကျေတဝန့်ဖွင့်ဆိုပြီးတော့ရေးထားတယ်။အဲ့ဒီကျမ်းစာကိုဦးဇင်းတို့အမိပြုတ်ပြီးတော့ပေတပေါင်းတတော်ကောင်းတို့ကိုကြောပြရပါဟုတ်လား။ဦးဇင်းတို့တရားကိုမနာပြည့်ရင်လည်းပဲအဲ့ဒီကျမ်းစာအုပ်ကြီးတွေကမင်္ဂလာတုတ်အဖွင့်ကိုကြည့်မယ်ဆိုရင်တော့ဒီတရားနာတာနဲ့သိပြီးတော့ထူးမှာမဟုတ်ဘူးပေါ့နော်။ အဲ့တော့ဦးရင်တို့စာဖတ်ဖြစ်ဖို့ဆိုတာကလူသားမန်နေမှာသိပြီးတော့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်အဲ့ဒီတဲမှာဆိုတော့ဘုရားကြီးကတိခဏ်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာကိုပြောထားတော့ဆိုတော့ဦးရင်တို့တရားမင်းရဲ့အကြောင်းကိုပြောထားတယ်ဦးရင်တို့သက္ကတာဝကတန်ရုပ်ပါဠိတော်မှာနဝေပစိတိတုတ်တံဆိုပြီးတော့တုတ်တံတစ်ခုရှိတယ်အဲ့ဒီတုတ်တံမှာဘာဆိုထားတော့ဆိုတော့ဦးရင်တို့ တာဝရိမာရီနဲ့အတူတာတို့ဟာမကြာခဏစစ်ဖြစ်ကြတယ်လို့ဆိုတယ်တခါတည်းရမှာအတူတာတွေကနိုင်တယ်တခါတည်းရမှာတာဝရိငနာကနိုင်တယ်ဟိုပြက်ပြက်သားသားကြီးနိုင်တယ်လို့လည်းမရှိဘူးအဲ့ဒါတစ်ချိန်မှာတော့ဝိပဿနာတိအတူတိုင်းကြီးကနော်အတူတာတို့ရဲ့ဘက်ကခေါင်းဆောင်ပေါ့အဲ့ဒီဝိပဿနာတိအတူတာကိုတရားမင်းကဖမ်းလာတယ်နိုင်လို့ပေါ့ဖမ်းလာပြီးတော့သူ့ကိုနော်ခြေနှစ်ချောင်းလက်နှစ်ချောင်းခေါင်း ဒီ၅ခုကိုတခါတည်းတုံ့နှောင်ထားတယ်လို့ဆိုတယ်။အဲ့ဒီတုံ့နှောင်မှုကနတ်တို့ရဲ့တကိုးနဲ့တုံ့နှောင်တာဆိုတော့တရားမင်းကမကောင်းဘူးမကောင်းဘူးလို့ဒီလိုစိတ်ရှိလာရင်အဲ့ဒီတုံ့နှောင်ထားတာကြီးကပို့ပို့ပြီးတော့တင်း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 သွားတယ်လို့ဆိုတယ်။ဟုတ်လား။တော်တော်တော့ပညာသားပါတယ်လို့ဆိုရမှာပေါ့နော်။တရားမင်းကကောင်းတယ်တကယ်လည်းတရားမင်းကကောင်းပါလေ။ကောင်းတယ်လို့အမှန်တိုင်းသိရင်အဲ့ဒါကရော့နေတယ်သိပြီးတော့ပြဿနာမရှိဘူး။အဲ့ဒါလို့တုံ့နှောင်ပြီးတော့တရားမင်းကဘယ်မှာထားတော့ဆိုတော့ ဒီသူဓမ္မဇေယျရဲ့အပေါဝါမှာသူ့ကိုတုံထတာပေါ့အဲ့ဒါအဲ့ဒီဝိပစီတိအတူတင်ရလဲလုံးဝမကြောက်ဘူးအဲ့ဒါတရားမင်းကဒီဇေယျတဲ့ကိုဝင်ထွက်သွားလာနေတာပဲအပေါင်းဖော်တွေနဲ့လှုပ်ရှားရှိတယ်လှုပ်ရှားမှန်ရရှိတာတွေကိုရှင်းမှန်မှုဒီဓမ္မယုံတဲ့ကိုသွားလာနေတယ်အဲ့ဒါသွားတိုင်းလာတိုင်းဒီဝိပစီတိအတူတာကအမြဲတမ်းဆဲတယ်တဲ့ဟုတ်လားအင်မတန်ရုပ်မာတဲ့ညဉ့်ညမ်းတဲ့အတုံးလုံးနဲ့ဆဲတယ်ဒါပေမဲ့တရားမင်းကဘာမှပြန်မပြောဘူးတဲ့ ဒါ तू နိုင်လို့တုတ်ထားတဲ့သူ့ရဲ့အကျဉ်းသားပဲ။ तू အကျဉ်းသားကသူ့ကိုပြန်ဆဲတာကို तू ကဘာမှပြန်ပြီးတော့မလုပ်ဘူး။သူ့ကိုတုတ်မထားရင်မဖြစ်လို့သာတုတ်ထားတဲ့အနေထားပဲ။အဲ့လိုဝင်တိုင်းထွက်တိုင်းဆဲနေတော့မပြောတော့ဆိုတော့မတတိကဂျားတဲ့ကလည်းမခံနိုင်ဘူး။မခံနိုင်တဲ့အခါကျတော့ဇာမင်းကိုမေးတယ်။ရှင်ဇာမင်းတဲ့ဒီလိုဆဲနေတာကိုမကြားဘူးလား။အဲ့ဒါကိုဘာမှပြန်မပြောဘဲနဲ့သီးခံနေတာဟာ ကြောက်လို့တီးခံနေတာလားဒါမှမဟုတ်သူ့ကိုရင်ဆိုင်နိုင်တဲ့အားမရှိလို့တီးခံနေတာလားတဲ့ဒါမေးနေရရှိတယ်เนาะတချို့ပြန်မလုပ်ဘူးဆိုတာကကြောက်လို့မလုပ်တာရှိတယ်ပြီးတော့သူ့ကိုကိုမရှင်းနိုင်လို့အခုချိန်တော့မရှင်းနိုင်သေးဘူးကြောက်တော့မကြောက်ဘူးဒါပေမဲ့ရှင်းလိုက်ရင်ကိုနာမယ်ဆိုတာကိုသိလို့တီးခံနေတာလည်းတချို့ရှိတယ်ဟုတ်လားအခုအဲ့ဒါကိုမေးတာကြောက်လို့တီးခံနေတာလားတဲ့ဒါမှမဟုတ်အားမရှိလို့တီးခံနေတာလားတဲ့ အဲ့လိုမေးတဲ့အခါကျတော့တရားမင်းကငါသူ့ကိုကြောက်လို့တီးခံနေတာလည်းမဟုတ်ဘူးသူ့ကိုရှင်ဖို့အတွက်အားမရှိလို့တီးခံနေတာလည်းမဟုတ်ဘူးစင်စစ်အားဖြင့်ငါလိုပညာရှိတဲ့လူတယောက်ဟာငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီလိုမိုက်မဲတဲ့လူတယောက်နဲ့ရှင်ပြီးတော့ပြောကြရအကြောင်းမရှိဘူးတဲ့ဟောလူဆိုတာညံကြီးလေလေကိုယ့်အဆင့်ကိုကိုယ်နားလေလေလေပါပဲဟုတ်ရဲ့လားအေး ပညာရှိတဲ့လူတယောက်ဟာမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောတဲ့အကြောင်းမရှိဘူးတဲ့ဒါကြောင့်မလို့ငါဘာမှမပြောဘူးလို့ပြောတော့အဲ့ဒီလိုပြောတဲ့အခါကျတော့မတလိကဘာပြန်ပြောတော့ဆိုတော့တရားမင်းနဲ့လူမိုက်ပြီဆိုတာသီးခံနေလို့ရှိရင်ရောက်တက်လာတဲ့သဘောရှိတယ်တဲ့ဒါကြောင့်သူတို့ကိုပြင်းပြင်းထန်ထန်ဓာန်ပေးခြင်းအဖြစ်တားမြစ်မှတာနဲ့လူအများစုချမ်းသာရရမယ်ပေါ့ဟုတ်လားသူတို့ကိုမတားမြစ်ဘူးဆိုရင်သူတို့ဟာမိုက်မဲတဲ့အတွေ့အကြုံ အများကြီးအကျိုးမဲ့တွေကိုလုံနိုင်တယ်။ဒါကြောင့်တီးခံနေလို့မဖြစ်ဘူး။လူမိုက်ဆိုတာဒဏ်နဲ့ပဲတန်တယ်လို့ပြောတယ်။ယုဒိယစင်သားရဲ့တော့ပိသက်ပေါင်းတော်တို့ဒါဟာတော်တော်သဘာဝချရတယ်လို့ထင်လျာရှိတယ်နော်။ဒါကလည်းပဲလောကအမြင်လောကရှုထောင့်ကနေကြည့်ပြီးတော့မာတလိကပြောတာ ဖြစ်မှာပါ။အဲ့လိုပြောတဲ့ခါကျတော့ကြာမင်းကဗာပြန်ပြောတော့ဆိုတော့မာတလိတဲ့အင်းလူတယောက်အမျက်ထွက်လာပြီတစုံတယောက်အမျက်ထွက်လာပြီဆိုရင် ကိုကပြန်ပြီးတော့အမျက်မထွက်ဘဲနဲ့စိတ်မတူဘဲနဲ့မတုံ့ပြန်ဘဲနဲ့ကိုဘတော်ကိုငြိမ်ငြိမ်ချမ်းချမ်းဖြစ်အောင်တိဆောက်ပြီးတော့နေခြင်းတည်ပင်လေအဲ့ဒါလူမိုက်ကိုအကောင်းဆုံးတားခြင်းလို့ငါထင်တယ်တဲ့တရားမင်းရဲ့တကားကအလွန်လေးနဲ့တဲ့တို့ကြောင့်သူ့ဟာကိုလွယ်လွယ်နဲ့လက်ခံဖို့တော့မလွယ်ဟုတ်လားလွယ်လွယ်နဲ့လက်ခံဖို့မလွယ်ဘူးဆိုတာကခဲရခက်စစ်စဉ်းစားပြီးတော့ညံပါပါနဲ့စဉ်းစားရင်တော့သူ့ဟာကမှတကယ်ကောင်းတယ်ဆိုတာကိုသိရလိမ့်မယ်။ ဟုတ်ရလား तू ကလက်ခံတယ်ဆိုတာပေးတယ်နားလည်းမလက်ခံလို့ရအောင်လက်မခံဘူးဆိုတာကနားမလည်သေးဘူးဆိုတဲ့အတိတ်ပဲလို့ဦးဇင်းထင်တယ်ဟုတ်ရလားအေးအခုတရားမင်းရဲ့စကားဒီကိုနားလည်မယ်ဆိုရင်တော့လက်မခံနိုင်စရာအကြောင်းမရှိဟုတ်လားအဲ့တော့လူမိုက်ကိုဒံပေးမှ လူမိုက်ဟာညင်မယ်လို့မန္တတိကပြောတာအဲ့တော့တရားမင်းကဘလို့ပြန်ပြောတာအဲ့တော့သူ့ကိုတီးခံနေခြင်းကိုကပဲသူ့ကိုဒါအကောင်းဆုံးတားဆီးနေတယ်လို့သူကပြန်ပြောတာ အဲ့လိုပြောတာကိုမတတိကလက်မခံလက်မခံမင်းကသူကဘာပြောလဲဆိုတော့ကြားမင်းတဲ့တီးခံခြင်းမှာကျွန်ုပ်ကတော့အပြစ်တွေပဲမြင်တယ်တဲ့။နောက်တီးခံရတာကောင်းကောမကောင်းဘူးလို့မြင်တယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့တီးခံပြီဆိုလို့ရှိရင်လူမိုက်တွေကရှုံးတဲ့နွားရဲ့နောက်ကိုနိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြတယ်လို့အဲ့ဒါအများကြီးလိုက်ပြီးတော့လွှမ်းမိုးကြတယ်အနိုင်ကျင့်ကြတယ်တဲ့။ဒါကြောင့်တီးခံတာကောင်းကောမကောင်းဘူးတဲ့။အဲပေးတဲ့တော့အဲ့ဒါကိုသဘောကျလား။ အဲ့ဒါကမြတ်စွာဘုရားရဲ့အလိုတော်ကြမဟုတ်ဘူးနော်အဲ့ဒါလိုပြောတဲ့အခါကျတော့ကြားမင်းကဘာပြောတုံဆိုတော့မတတိတဲ့ငါကိုကြောက်တယ်လို့ထင်ရင်လဲထင်တဲ့နော်မထင်ရင်လဲနေဘယ်လိုပဲထင်ထင်ထင်ရင်တဲ့အတိုင်းထင်ကြပါစေတကယ်စင်စစ်အားရှိပါလဲနဲ့အားမရှိတဲ့လူကိုတိခန္ဓာဟာအလွန်မှမြတ်တယ်တဲ့ဟုတ်လား အားရှိပါလဲနဲ့အားမရှိတာအားမရှိတဲ့လူကိုတီးခံရတာအလွန်မမြတ်တယ်။ဘာကြောင့်လဲဆိုတော့လောကကြီးမှာများသောအားဖြင့်တီးခံနေကြတာဟာအားမရှိလို့တီးခံနေကြတာများတယ်တဲ့။ဟုတ်လား။ငါကတော့သူ့ကို နိုင်နိုင်နဲ့အစွမ်းရှိပါလဲနဲ့အားရှိပါလဲနဲ့ငါတီးခံနေတယ်ပေါ့။တရားမင်းကအဲ့ဒီမှာသူဘာဆက်ပြောတုံးဆိုတော့လူမိုက်တေရဲ့အားဟာတကယ်အားမဟုတ်ဘူးတဲ့။ဟုတ်လား။အမြဲဒေါသကိုထိမ့်သိမ့်ပြီးတော့ တိခဏ်တိုင်းရင်းဆိုတဲ့ခွန်အားကမှတကယ်အားဖြစ်တယ်တဲ့ဟုတ်လားဒီစကားတွေကပေးသက်ပေါင်းတို့တော်တော်တို့အကျေတဝန်ပြောစရာအလွန်ကောင်းတယ်ဗျဟုတ်လားလူမိုက်တို့ရဲ့အားဟာတကယ်အားအစဲမဟုတ်ဘူးတဲ့တိခဏ်ရင်းခွန်အားဒီတာနဲ့တကယ်အားဖြစ်တယ်တဲ့အဲ့တော့လောကကြီးမှာအမျက်ထွက်လာတဲ့လူတယောက်ကိုကိုယ်ကပြန်ပြီးတော့အမျက်မထွက်ဖဲနဲ့နေတာဟာကိုယ့်အတွက်ရောသူ့အတွက်ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးရရောက်တယ်တဲ့ဒါကိုပေးသက်ပေါင်းတို့တော်ကောင်းတို့ နားလေစရာအလွန်ကောင်းပါတယ်ဗျာနော်တစုံတရာကကိုယ့်အပေါ်မှာမကောင်းတာကျန်တဲ့အမျက်ထွက်တယ်ကိုကမတုံ့ပြန်မဲနဲ့အမျက်မထွက်ဖဲနဲ့နေမယ်ဆိုလို့ရှိရင်ကိုအမျက်မထွက်ဘူးကိုကောင်းကောင်းမွန်မွန်နေတယ်ဆိုတာကို तू ကမတည်ပဲနေမှာမဟုတ်အဲ့ဒါဒီပင်နဲ့သူ့ကိုထပ်ပြီးတော့အမျက်တွေထွက်မလာဘူး၊ရုံမှမှုတွေဖြစ်မလာဘူး၊သူ့ကိုရက်ဆိုင်ရရောက်တယ်။ तू ကအမျက်ထွက်လို့ကိုကအမျက်ထွက်မယ်ဆိုရင် तू ကလည်းပြန်ပြီးတော့အမျက်ထွက်ပြီးတော့ဒီဒေါသတန်လျာဒီပြင်းမှမှုတန်လျာဟာဆုံးမှာမဟုတ်ဟုတ်ရဲ့လား။ ူကမကောင်းလို့ကိုကမကောင်းဆိုကိုကမကောင်းတော့သူကပြန်မကောင်းမယ်ဆိုတော့ဒီမကောင်းတန်တရားကြီးဟာလဲနေတော့မှာဟုတ်ရဲ့လားသူကမကောင်းတာဟာသူ့အပိုင်းကဏ္ဍငါကတော့သူမကောင်းခြင်းတည်ငါမကောင်းခြင်းရဲ့အကြောင်းတရားမဖြစ်စေရဘူးဆိုတဲ့သဘောနဲ့တော့သူမကောင်းတာကသူမကောင်းတာငါမကောင်းတာလို့ရင်ငါကလည်းမကောင်းတာအတူတူဖြစ်သွားပဲဒါကြောင့်ငါကတော့ကောင်းအောင်ပဲနေမယ်ဆိုပြီးတော့သူမကောင်းတာကိုမကောင်းတာနဲ့မတူဘဲနဲ့မတုံ့ပြန်မဲနဲ့အကောင်းဆုံးအနေထားနဲ့နေနိုင်မယ်ဆိုရင် ဒါမကောင်းတဲ့စက်ကြီးလဲဖို့အတွက်ကိုကအာမပေးတော့ဘူးမကောင်းတဲ့စက်ကြီးကိုရက်ဆိုင်ဖို့အတွက်ပြုတ်လို့ရမရောက်ဘူးလားအင်းအဲ့ဒါဒီပဲလေကိုရဲ့အကျိုးစီးပွားကိုလည်းကျင့်သုံးရရောက်တယ်သူ့ရဲ့အကျိုးစီးပွားကိုလည်းကျင့်သုံးရရောက်တယ်မတလီတဲ့လောကကြီးမှာအမျက်ထွက်တဲ့လူကိုပြန်ပြီးတော့တုံ့ပြန်အမျက်ထွက်တဲ့လူဟာအဲ့ဒီရှေးအမျက်ထွက်တဲ့လူတဲ့နောက်ကလိုက်ပြီးတော့အမျက်ထွက်တဲ့လူဟာပို့ပြီးတော့ရုပ်မာတယ်တော့ငါထင်နေတဲ့ဒါကလည်းသူကအကြောင်းရှိတယ်အဲ့လိုပြောရတာဟုတ်လား အမျက်ထွက်တဲ့လူကိုပြန်ပြီးတော့အမျက်ထွက်တာဗါတဲ့လို့ရုံမာတယ်လို့ငါထင်နေတယ်။ဘာကြောင့်လို့ဆိုတော့သူ့မှာအမျက်ထွက်လို့စိတ်ဆင်းရဲကိုဆင်းရဲပူပူလောင်လောင်ဖြစ်နေတာကိုကိုတိပါလဲခင်နဲ့ဒီမကောင်းတဲ့အမျက်ကိုကိုကဆက်ပြီးတော့လက်သင့်ခန္ဓာဟာဒါကိုအလွန်မှမိုက်မဲရာရောက်တယ်။ဟုတ်လား။ကို့မှာအကောင်းဆုံးရှေ့ကနေပြီးတော့ဒီတရားဟာဒီလိုဒုက္ခတွေပေးတတ်ပါတယ်လို့ ဘဝနဲ့ရင်းပြီးတော့ကိုယ့်ရှိမှလာပြီးတော့တက်တည်ပြနေတာကြီးရှိပါလေကနဲ့မြင်ပါလေကနဲ့ဟုတ်လားဒီလိုဒေါသမျိုးဒီလိုဒုက္ခပေးတဲ့အရာမျိုးကိုကိုကဆက်ပြီးတော့လက်တင်ခံမယ်ဆိုရင်သူ့ထက်ကိုကပို့ပြီးတော့မိုက်မဲရမရောက်ဘူးလားအေးဒါကိုပြောတာနော်တုံ့ပြန်အမျက်ပြန်၍ထွက်မှုရှစ်ထက်နောက်လိုမိုက်တော်ဟူ၏ဆိုတာဟုတ်လားနော်သူမှအမျက်ထွက်လို့ဒေါသတွေဖြစ်လို့ဆင်းရဲနေတာကိုသိပါလေကနဲ့ဟုတ်လားဒီလိုဒေါသမျိုးသူ့လမ်းစဉ်ကြီးကိုပဲကိုကဆက်ပြီးတော့လိုက်မယ်ဆိုရင် ကိုကမတ်ရမယ်ဟုတ်လားရောက်တယ်အဲ့ဒီမှာသူကဘာဆက်ပြောတော့ဆိုတော့သူအမျက်ထွက်တာကိုကိုကအမျက်မထွက်ဘဲနဲ့တီးခတ်နိုင်မယ်ဆိုရင်တော့သင်္ကာမေဇိတိဒုစရအလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲတွေကိုအောင်နေလို့ဆိုရမင်းရဲ့ဟုတ်လားပေးတဲ့ပေါင်းတရောင်တို့စစ်ပွဲဆိုတာအောင်ဖို့မလွယ်ပါဘူးဟုတ်လားတစ်ဖက်ကလည်းတိုက်ခိုက်နေတာပဲနိဟုတ်လားအေးအဲ့ဒါလို့ဆိုရင်အောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်နေဆိုတာဘာလဲ နော်တိခဏ်နိုင်ခဲ့တဲ့အရာကိုတိခဏ်လိုက်နိုင်တာဟာအောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်တာပဲဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ဘောင်းတော်ကောင်းတို့ကြာမင်းကဗာလိတောင်ဆက်ပြောထားရုံဆိုတော့နော်အဲ့ဒါလိုတိခဏ်တဲ့ပုဂ္ဂိုလ်ကမိမိအတွေ့ရောသူတော်ဘာအတွေ့ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးနေတာကိုပဲမိုက်မဲတဲ့လူတွေကဒီတိခဏ်တဲ့လူကိုအလကားပါဒီလူဟာလူအပါလူမိုက်ပါလို့အပြစ်တင်ကြသေးတယ်တဲ့ဟုတ်ရဲ့လား ဒါကြောင့်ပြည့်တော်ကောင်းတတော်ကောင်းတို့တိခဏ်ချင်းတရားဆိုတာကတကယ်တမ်းလေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်။ဟုတ်ရဲ့လား။အလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်။ဒါကြောင့်တတော်ကောင်းကြီးတွေကနော်စေကပုံလေးတစ်ခုရှိတယ်မို့လား။တင်းကြီးခံနိဗ္ဗာန်ရောက်ဟုတ်လား။အဲ့ဒါတကယ်နိဗ္ဗာန်ရောက်မယ်တဲ့။တင်းကြီးခံနိုင်လို့ရှိရင်ဘာပဲဖြစ်ဖြစ်တင်းကြီးခံနိုင်ရင်တကယ်နိဗ္ဗာန်ရောက်မယ်။တိလသမารိပညာနာခန္တီပရဏကာရဏ နော်ကောင်းပေးဆိုတဲ့သီလတမာတိပညာသူတော်ကောင်းတရားတွေဟာတိခဏ်ဉျင်းကို အခြေခံပြီးတော့မှအကြောင်းပြုပြီးတော့မှဖြစ်နိုင်တာတဲ့ဟုတ်လားတိခဏ်ဉျင်းဆိုတဲ့ပရဏအကြောင်းတရားမရှိဘူးဆိုရင်သီလလည်းမဖြစ်နိုင်ဘူးတမာတိလည်းမဖြစ်နိုင်ဘူးပညာလည်းမဖြစ်နိုင်ဘူးအဲ့ဒီလောက်ထိတောင်ပေးတဲ့ဘောင်သူတော်ကောင်းတို့သဘောပေါက်ဖို့လိုရင်နော်အေးဒါကြောင့်တိခဏ်ဉျင်းအကျင့်တရားကိုတတ်နိုင်မှာကျင့်သုံးဖို့လိုတယ်ဒါနဲ့ဘာတွေကိုတပြည့်လိုတိခဏ်ရမှာတော့ဘဝမှာဘာတွေကိုတိခဏ်ရမှာတော့အချင်းချုပ်ကလေးပြောမယ်ဗျာ တီတတအုံနတအေးကိုတီးခံရမယ်အပူကိုတီးခံရမယ်တတိခန္ဓာကိုကြီးဟာဒီရာတိဥတုအပူအေးကိုဘယ်လိုမှရှောင်လို့မရဘူးဟုတ်လားအေးလို့သာစိတ်တုံမယ်ပူလို့သာစိတ်တုံမယ်ဆိုလို့ရှိရင်ကိုဟာရင့်ကျက်ရမရောက်တော့ဘူးဟုတ်တယ်မဟုတ်လားဉာဏ်ကြီးရမရောက်တော့ဘူးကိုဟာစိတ်တုံလို့လည်းပဲအေးဓာကြီးကပူမသွားသလိုပူဓာကြီးကလည်းအေးသွားမှာမဟုတ်ဘူးဟုတ်ရလားအဲ့ဒီတော့တီးခန့်ခြင်းအောင်ဖြင့်သာလျှင်ကိုဟာနားလေတဲ့သူ ရင်ကျက်တဲ့လူအသိဉာဏ်ရှိတဲ့လူလို့ဆိုရမှာဟုတ်လားဟုတ်တယ်ဒါကြောင့်အပူကိုတိခါရမယ်အေးကိုတိခါရမယ်နောက်ပြီးတော့ဇိကိစာယပိပါဒာယဆောင်းလောင်မှုသိခြင်းကိုတိခါရမယ်ဟုတ်ခန္ဓာကိုယ်ကပေးလာတဲ့ပြဿနာပါဆောင်းလောင်မှုသိတယ်ဆိုတာဒီတော့ပြောလို့ရှောင်လို့မရဘူးเนาะရှင်တန်းနေတယ်ဆိုတာကအာဟာရတည်းတွေကိုကုန်ခန်းစီရင်လောင်ကျွမ်းစီရင်ဖြင့်ရှင်တန်းရတာဘူးအဲ့ဒီတော့အာဟာရကိုအမြဲတမ်းထည့်ပေးရမယ်ပေါ့ဟုတ်ရဲ့လား ဒါကိုဆာလောင်လာလို့မှုတ်သိမ့်လာလို့ကိုဟာတိမခံနိုင်ဘူးဒေါသဖြစ်မယ်ဆိုရင်မိုင်မဲရန်ရောက်မယ်ပေါ့ဟုတ်လားအေးနောက်ပြီးတော့ဒန္တမကတဝါဒတပတ္တိတပတ်တပတ်တာနာမဲ့ချင်းရင်လေနေပူမွေကင်းတန်းတို့ရဲ့အတွေ့ကိုတိခံရမယ်တဲ့ဟုတ်လားလေပူတိုက်လာတဲ့နေတွေပူလာတဲ့ချင်းတွေကြိုးတွေတန်းတွေပိုးကောင်မွားကောင်တွေရှိတယ်ဟုတ်လားဒါတွေကိုလူ့ဘဝကြီးမှာရှောင်လွှဲလို့မင်းရအောင်အဲ့ဒါကိုမလုပ်ရမလို့တိခံရပဲ နောက်ပြီးတော့ဦးဇင်းတို့ဒုရုဒ္ဒနံဒုရာကတနံဝဆနပဋ္ဌာနံပဝန်းကျင်ကကိုယ့်အကြောင်းမကောင်းပြောလာတဲ့အတန်တွေကိုလည်းပဲသိခံနိုင်ရမေးတဲ့ဘလုံးမလက်တွေ့ကြတဲ့ဟောပြောချက်တွေနော်ဒီကိစ္စမှကြီးများဟုတ်ရလားပဝန်းကျင်ကကိုယ့်ကိုမကောင်းပြောလာတဲ့စကားအတန်တွေကိုဟာရှောင်လို့မရဘူးကိုယ်လည်းပဲသူများအကြောင်းပြောချင်ရင်ပြောသလိုသူများကလည်းကိုယ့်အကြောင်းပြောချင်ရင်ပြောမှာပဲဟုတ်လားသူများပါဇက်ပေါက်ကိုလိုက်ပိတ်လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူး အဲ့တွေ့ကြုံလာတဲ့အဲ့ဒီအခြေအနေကိုတိခန့်ခြင်းအားဖြင့်သာလင်ဥမာချမ်းသာအောင်ကြိုးစားအထောက်ကျရမှာဟုတ်ရဲ့လားအေးနောက်ပြီးတော့ဘာကိုတိခန့်ရမှာတော့ဆိုတော့ဒီခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့ဥပ္ပန္နနာတတိတိကဏဝေဒနာနာတိဗ္ဗာနာခရဏံကတုကဏအတ္တဒါနအမနာပါနာပါဏဟရဏအဓိဝါဒကဇာတိကောဟောတိတဲ့ဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာမယ့်အလွန်မှပြင်းထန်တဲ့ခါးပြီးတဲ့ပူလောင်တဲ့ နော်ယောဂါတို့ကြောင့်ဖြစ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဆိုတာတစ်ချိန်မှာတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဟုတ်ရဲ့လားပါဏဟရဏအသက်ကိုတောင်နှုတ်ယူသွားနိုင်သည့်အထိပြင်းထန်ဆိုးရတဲ့ဒုက္ခတွေကိုဒကာမတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးကတနေ့မှပေးလာပါဟုတ်လားပြလာပါအဲ့ဒီအချိန်မှာမလုပ်နိုင်အောင်ကြိုးစားရမလို့ဒီခံနိုင်အောင်ကြိုးစားရမယ်အဒီခန္ဓာကိုယ်ကြီးကပဲဆင်းရဲဒုက္ခကြီးလာပါပြီဆိုတာကိုပဲဖြစ်စေအောင်ပါ ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပိဋကတ်တော်တော်တို့မြတ်စွာဘုရားကတော့ဒေသနာတော်အသီးသီးမှာအဲ့ဒီအချက်မြင့်အဖြစ်အချက်၅ချက်ကိုတိခါရမယ်လို့ဟောထားတာเนาะအပူအေးကိုတိခါရမယ်ဆာလမုသိချင်းကိုတိခါရမယ်ဘိုးကောင်မွားကောင်လေးဘူးနေဘူးတို့ရတံကိုတိခါရမယ်နော်ဘဝဉ္ဇဉ်ကပြောလာဆိုးလာတာတွေကိုဒီခံရမယ်ခန္ဓာကိုယ်ကအမျိုးမျိုးဖြစ်လာတဲ့အဆင်မပြေမှုတွေကိုဒီခံရမယ်အဲ့ဒါလိုဘာတွေပဲတွေ့လာလားအဆင်မပြေမှုမှန်တယ်များကို ဒေါသမဖြစ်စေပဲနဲ့ကြီးကြီးသားသားနားလည်မှုအပြည့်နဲ့သိခံနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါအလွန်မှကြီးမြတ်တဲ့မင်္ဂလာရှိတယ်လို့ဆိုရမယ်ဟုတ်ရဲ့လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့သိခံနိုင်ရင်မင်္ဂလာရှိတယ်